လာမယ့်ဒီဇင်ဘာ28ရက်မှာပြုလုပ်မယ့်ရွေးကောက်ပွဲအတွက်မဲဆင်းကြညာရက်ကိုစစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထပ်မံရက်တိုးလိုက်တယ်လို့သတင်းရရှိပါတယ်။ဒါပေမဲ့ရန်ကုန်မှာတော့ဒီနှစ်ထိတွားရောက်ကြီးရှုတဲ့ပြည်သူတွေမရှိသလောက်နည်းနေစေဖြစ်တယ်လို့ရကြီးအုပ်ချုပ်ရေးအဖွဲ့နဲ့နှိဆက်သူတွေနဲ့ဒေသခံပြည်သူတွေစီကသိရပါတယ်။မဲဆင်းတွေမှတ်ကန်စီဖို့နဲ့မဲဆန္ဒရှင်တွေလိုအပ်တဲ့တောင်းဆိုလွှာ၊ကန့်ကွက်လွှာ၊ပြင်ဆင်လွှာတွေတင်ပြရမှာအချိန်ပိုပြီးရရှိစေဖို့အတွက် မဲဆင်းကိုအောက်တိုဘာ14ရက်ကနေ20ရက်အထိ9ရက်ကြာထပ်မံတိုးမြင့်လိုက်တာပါဒီလိုချိန်မှာပဲမြို့နယ်တချို့ကရက်ွက်တွေထဲမှာတော့ရက်ကြီးအုပ်ချုပ်ရေးမှုတွေကိုယ်တိုင်ကမဲဆင်းလာကြည့်ဖို့အတင်းကျပ်လိုက်လံဖိအားပေးပြောဆိုနေတယ်လို့ရန်ကုန်မြို့တာကိတမြို့မှာနေထိုင်သူတူကပြောပါရယ်။ဟောဒီလိုမတက်လို့မရှိတာနော်။အော်မဲပေးမယ်တဲ့။ဘသူ့ကိုပေးရမလဲ။နော်။ဘာလောက်ကန်ရှိလဲ။ဒီလူကဘယ်ရလဲ။ဘာတွေလောက်ဆောင်မှုရှိတယ်လဲ။ အဲ့ဒါကိုကဘာမှမသိပြောလို့ဘူးမသိဘာမသိနဲ့ဘယ်လိုအမဲခဲ့ရမှာလဲဗမာနေမှလည်းမသိဘုဒ္ဓလောက်ဆိုဟိုကြည့်ရဆိုတော့ကသူတို့ရဲ့ရွှေမျိုးအတိုင်းဝန်းလာကြည့်အဲ့တော့ဒသိန်းတွေကတော့မကြည့်ဘူးစစ်ကောင်ရှင်လုံးမဲ့ရွေးကောက်ပွဲကိုအယုံကြည်မရှိတဲ့အပြင်တိကျတေကြတဲ့သတင်းအချက်အလက်မရှိတာကြောင့်ပြည်သူအများစုဟာစိတ်ဝင်စားဘူးလို့ပြောဆိုနေကြပါဗျ။ဒါပြင်မဲဆင်းမှာအချက်အလက်မှားယွင်းတာတွေများစွာရှိနေပြီး လာရောက်ပြင်ဆင်လျှောက်ထားဖို့လိုက်လံပြောဆိုနေပေမဲ့လည်းပြင်ဆင်ပေးဖို့ကြိုးပမ်းသူမရှိသလောက်ဖြစ်နေတယ်လို့လည်းအုပ်ချုပ်ရေးမှူးနဲ့နှိဆက်သူတွေစီကသိရပါဗျ။မဲတဲ့လိုက်ကြည့်ဖို့ဆိုပြီးတော့အေးဗာလေလိုက်ပြီးရက်ွက်ထဲမှာလိုက်អော်တိုင်းကွာလိုက်អော်ပြီးတော့အမတချို့လိုက်တဲ့လူတွေတော့ရှိရဲ့အမရက်ွက်ရုံရဲ့အရှိန်ပါလေနာမည်ဆင်းနေဦးလေအဲ့လိုမျိုးပုံပြန်နဲ့လုပ်ပေးထားအရှိရဲ့ အဲ့တော့ဟိုတရက်ခါတော့အော်နင်းတဲ့မရှင်းတော့ပါနင်းတဲ့မရှင်းတော့မပါဘူးအဲ့လိုမျိုးတွေတော့ပြောရကြာပဲတခြားတော့ဘာမှတွေ့လို့မကြဘူးဟောလဲမွဲလာလေအခုကကြာတော့သူဘာသာပြောလို့ရှင်းနိုင်လို့ရဆိုတော့ကိုလည်းသိချင်မသိဘူးဆိုတော့လာကြောင်လေတယောက်မှဘာမှမပြောကြဘာမှမပြောကြတော့ကိုရင်းနန်းရလူဆိုတယောက်မှသွားမသိဘူးတွားကြည့်ရလူဆိုတော့တိုက်တိုက်ထဲကအဲ့လိုတယောက်လာပဲတွားကြည့်ရမယ်ကြာနမဲရီမဲဆင်းမှာမပါဝင်ပုံစံသုံးတဲ့မဲဆင်းမှာနမဲထည့်သွင်းပေးဖို့တောင်းဆိုတာ မပါဝင်တဲ့သူတွေပါဝင်နေရင်ပုံစံလေးနဲ့ကန့်ကွက်တာမဲဆင်းပါအချက်လက်တွေမှားယွင်းနေရင်ပုံစံလေးခန်းငယ်နဲ့ပြင်ဆင်လွှာတင်သွင်းတာတွေကိုအောက်တိုဘာ20ရက်နေ့ထိဆက်လက်ဆောင်ရွက်နိုင်တယ်လို့ UEC ကအသိပေးထားပါတယ်ဒေသဆုံးပြေဝမကောက်နိုင်ခဲ့တဲ့2024တကောင်စင်းမှာမြန်မာနိုင်ငံမှာလူဦးရေ51တန်းကျော်ရှိပြီးအဲ့ဒီထဲကမှ32တန်းကျော်သာစီးရင်ကောက်ယူနိုင်လို့19တန်းကျော်ကိုခံမှန်းတက်ချက်ထားတယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်ပြောဆိုထားပါတယ် ဒါကြောင့်မဲဆင်းတဲ့အချက်လက်တွေဟာမြေပြင်မှာများစွာကွာဟနိုင်ပြီးမဲမတမမှုတွေကလည်းဖြစ်လာမှလို့လဲဝေဖန်ထောက်ပြနေကြပါတယ်။ စစ်ကောင်မရှင်ခန့်လောဝကဝန်ကြီးဦးမြင့်ကျန်ကတော့လက်ရှိထုတ်ပြန်ထားတဲ့မဲဆင်းမှာဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့အကြောင်းမျိုးမျိုးကြောင့်ရွှေပြောင်းနေထိုင်သူတွေဟာပြောင်းရွှေ့နေထိုင်ရာဒေသကအိမ်တောင်စုလူ့ရေးစီးရင်တဲ့ပြောင်းလာတာမျိုးမရှိတဲ့အတွက်မဲဆင်းပြုစုရာမှာကြန့်ရှိကွဲလွဲတာတွေဖြစ်နေရလို့အော်တိုဘာ၁၀ရက်ကပြုလုပ်တဲ့မြေပြင်ကွင်းစင်စီးရင်ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာထုတ်ဖော်ပြောကြားပါတယ်။